မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ10ရက်မီလက်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးသဘောအနေနဲ့တော်လိုင်းတပ်ဖွဲ့တွေဦးစီးမဲ့လောင်ပြည်ကျွန်းရွှေမြောင်းစီမံကိန်းကိုဒေသခံတွေထပ်မံဆန္ဒပြကန့်ကွက်ခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်စကိုင်းနိုင်ကလေးခရိုင်မင်းကင်းမြို့နယ်က တော်လိုင်းတပ်ဖွဲ့တချို့ဦးစီးလောက်ကိုင်းမဲ့လောင်ပြည်ကျွန်းရွှေမြောင်းစီမံကိန်းကိုနိုဝင်ဘာ10ရက်မှာဒေသခံလူထုအင်အား2000ကျော်ကတတိယအကြိမ်ဆန္ဒပြကန့်ကွက်ခဲ့ကြတယ်လို့ဒေသခံတွေစီကသိရပါတယ်ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာလည်း ငချင်းနိုင်စံနာပြကဲခွဲခဲ့ပေမဲ့အဲ့ဒီရွှေမြောက်ဘူဆက်လက်လက်ပတ်နေပြီးဒေသခံတွေရဲ့ဆန္ဒကိုရပ်ွယ်ပြုထားတာကြောင့်တတိယအကြိမ်ဆန္ဒပြရတာဖြစ်တယ်လို့ဆန္ဒပြစင်မှာပါဝင်ခဲ့သူတဦးကပြောပါတယ်။ရွှေမြောက်တွေဆက်လက်တိုးချက်လုပ်ကိုင်နေပြီးပိတ်တန်းတွေပြခါမောင်းမို့ပြင်ဆင်နေကြပြီဖြစ်လို့ပြည်သူတွေအနေနဲ့တတိယအကြိမ်ဆန္ဒပြရခြင်းဖြစ်ပါတယ်လို့ဆန္ဒပြစင်မှာပါဝင်ခဲ့သူကပြောပါတယ်။ဆန္ဒပြပွဲမှာတော့ရွှေမြောက်ဘူရတန်ပေးဖို့နဲ့ပါအဖပါကဖတ်တာဝန်ခံတွေတာဝန်ခံတွေရင်နာပေးဖို့အဓိကတောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲဥဆောင်သူတို့ကနီလက်တံကိုပြောပါတယ်တတိယကျင်းဆန္ဒပြပွဲကိုတင်တော်ရောင်မေသာအုံနေဘုတ်ဘင်းရွာအနောက်လို့ရွာကြောက်ခက်တဲ့ရွာကစပေးဆောင်တွေနဲ့ခေလုံကြီးရွာတွေကဒေသခံအင်အား2000ကျော်နဲ့ကြည်တက်ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်ဘင်းကင်းမျိုးနယ်ပါအဖတာဝန်ခံကတော့ရွှေမျိုးလက်ပဲတာမျိုးမရှိသေးပဲရွှေမျိုးနဲ့နီးစပ်တဲ့လောင်မီရွာနဲ့စင်ကလေးရွာပြည်သူတွေနဲ့ပြီးခဲ့တဲ့အော်တိုဘတ်ရှိရမှာတွေ့ဆုံညီနိုင်ခဲ့တာတွေရှိပြီးအဲ့ဒီရွာတွေအတွက်မျိုးလုံးငယ်ရှင်တွေကထောက်ပံ့ငွေပေးတာဒေသခံတွေက ညောထဲမှာပြီးနယ်နယ်ရွှေမျိုးဆက်ဆက်ပစ္စည်းလာရောက်ရောင်းချတာမျိုးတွေရှိတယ်လို့ဆိုပါတယ်ဆန္ဒပြစင်မှာဒေသခံတွေကမေကင်းမြို့နယ်ပါပါနဲ့ပကဖတ်တော်ဝန်ခံတွေကိုတောင်ဝန်ကရင်ဆိုင်ပေးဖို့တောင်းဆိုလာတဲ့အပေါ်အရင်ဆွေးနွေးညှိနှိုင်းပြီးဝင်ကြီးဌာနကိုအကြောင်းကြားတာမျိုးတွေလုပ်ဖို့မေကင်းမြို့နယ်ပါပါတောင်ဝန်ခံကဆိုပါတယ်မေကင်းမြို့နယ်လောင်မြီကျွန်းရွှေမျိုးကိုတော်လိုင်းအင်းတက်တချို့ကတော်လိုင်းအင်းရမုံငွေအတွက်ဆိုကအမျိုးသားညီညွတ်ရေးအစိုးရ NUG တရံဇာတ်ဝန်ကြီးစီစာတင်ပြီးပြုလုပ်ခဲ့တာလို့မင်းကြီးမြို့နယ်ပါကပါတာဝန်ခံကအောက်တိုဘာ၂ရက် မီလက်တရဲ့ဆက်သွယ်မေးမြန်းမှုမှာဖြေကြားထားပါတယ်။အော်တိုဝန်၂ရက်နဲ့၅ရက်မှလည်းအဆိုပါရွှေမျိုးစီမံရေးနဲ့ပတ်သက်ပြီးလောင်ပြီရွာ၊အနောက်တော်ရွာ၊အုံနယ်ဘိုးရွာ၊ပင်ရွာ၊ရောင်းမေသာရွာ၊စင်ကလေးရွာ၊တင်းလုံးရွာတို့ကဒေသခံထောင်ချုပ်ကဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။နောက်တစ်ပုဒ်အနေနဲ့ပူပါကိုဖျားဘူးသွားတဲ့မိသားစုနှစ်စုကိုရက်ကြပြောင်းဆုံးနေတဲ့တရင်ကိုဆက်လက်တင်ဆက်ပါမယ်။မန္တလေးတိုင်းကျောက်ဆက်မြို့ကနေပူပါကိုအလေသွားတဲ့မိသားစုနှစ်စုကိုရက်ကြပြောင်းဆုံးနေပြီးအဆက်အသွယ်မရဖြစ်နေတယ်လို့ ပြောဆိုမိသားစုဝင်တွေနဲ့ဤဆက်သူတွေစီကသိရပါဗျ။ပြောဆိုနေသူတွေဟာကြောက်စဲမျိုးရှိ KK ဖနက်ဆိုင်မှာဦးထွန်းနိုင်ဇနီးဖြစ်သူမက်ကေဒီအောင်တားဖြစ်သူမောင်ဟယ်ရီနိုင်တို့မိသားစုနဲ့ကြောက်စဲမျိုးညောင်ရွှေရွာနေမက်ခင်မြေဝေမတင်နေမြက်နဲ့တားဖြစ်သူမောင်ဆိုင်လင်းလက်တို့မိသားစုတွေဖြစ်ပြီးနိုဝင်ဘာ၂ရက်နေ့လယ်တနာရီခန့်မှာဥပဒေကနေပြည်စင်းကြီးကစားလို့အဆက်အသွယ်မရဘဲပြောဆုံးနေရလို့ဆိုပါတယ်မိသားစုနှစ်စုကကားတစီးတဲ့အတူတူသွားကြတာဖြစ်ပြီးဖုန်းတွေလည်းဆက်ပိတ်ထားကြတယ်လို့မိသားစုဝင်တဲ့နှီးဆက်သူတို့ကပြောပါတယ် ပြောက်ဆုံးသွားသူတွေဟာပုပ္ပကြောက်ပနောင်းလမ်းပေါ်မှာပျောက်ဆုံးတာဖြစ်နိုင်ပြီးအပွဲစည်းတစ်ခုကခေါ်ယူသွားတာဖြစ်နိုင်တယ်လို့မိသားစုဝင်တွေကသုံးသပ်ပြောဆိုကြပါတယ်။နိုဝင်ဘာ၂ရက်နေ့ကနေနိုဝင်ဘာ၁၀ရက်ဒီကနေ့အထိကိုရက်ကြာသတင်းစာနာမရသေးတာကြောင့်တက်ဆိုင်ရနယ်မြေရဲတပ်ဖွဲ့တွေကိုအသိပေးထားကမိသားစုဝင်တွေကလည်းလိုက်လံစုံစမ်းရှာဖွေနေကြတယ်လို့သိရပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့ဗမောင်းနယ်ဝက်လက်ကစစ်ရှောင်း၂000ကျော်ရိတ်ခါနယ်အနွေတဲ့အရေးပေါ်လိုအပ်နေတဲ့တဲ့တင်မှာ စကန်နယ်ဗမာမျိုးနဲ့ဝက်လက်မျိုးနယ်တို့မှာစီးရဲခြင်းတွေကြောင့်နေရဲဆုံးဖွာတင်းချောင်နေကြရတဲ့စစ်ဆောင်မီသူ2600ခန်းဟာစားနပ်ရိက္ခာနဲ့အနွေးတွေတွေလိုအပ်နေကြတယ်လို့ကုညီဆောင်ရပင်းနေသူတွေစီကသိရပါဗမာမျိုးနယ်မှာမျိုးသိမ်းလိုက်ပွဲအတွင်းတင်းချောင်နေကြသူတွေနဲ့မျိုးသိမ်းလိုက်ပွဲမဖြစ်မိကြတဲ့ကတင်းချောင်နေကြရတဲ့စုစုပေါင်းလူကြီးရဲ့6000ခန်းတို့ဟာစားနပ်ရိက္ခာအပြင်အနွေးတွေတွေအရေးပေါ်လိုအပ်နေတယ်လို့ကုညီပင်းနေသူမျိုးသားတို့ကပြောပါတယ်အစူပါစစ်ဆောင်တွေအနေနဲ့စစ်ပင်းနဲ့လူကင်းနဲ့ဂျီယူရတွေရဲ့စရက် စတင်ကြောင်းဘုံကြီးကျောင်းနဲ့ဒေါ်ရီထဲမှာတဲထုတ်ပြီးပြစ်စလို့ခိုးလုံနေကြရတာကြောင့်ကလင်းငယ်တွေနဲ့တကြီးရွယ်တွေအတွက်တဆာစေအရက်ခင်းတွေလည်းလိုအပ်နေကြတယ်လို့အထက်ပါမျိုးသားကဆိုပါတယ်အထက်ပါ6600ခန့်ဟာဗမာမျိုးပေါ်ရှိရပ်ဝက်၄ခုမြို့နယ်10မိုင်ခန့်ပွာဝေးတဲ့ကျေးရွာ25ရွာကပြည်သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်လားတူဝက်လက်မျိုးကကျေးရွာတွေကိုစစ်ကောင်ရှင်တက်ကစစ်အင်အား300ကျော်နဲ့စစ်ကြောင်း300ခွဲကစစ်ကြောင်းထိုးဝင်ရောက်နေပြီးလူနေအိမ်တွေကိုမိရှို့နေတာကြောင့်ကျေးရွာ22ရွာက လူဦးရေ2000နီးပါးနေရက်ဆုံးကထွက်ပြေးနေကြရတယ်လို့လဲကုညီပေးနေသူတွေကဆိုပါတယ်စစ်ဆောင်တွေဟာဘေးကင်းတဲ့နေရာတွေမှာတဲတွေထိုးနေကြရတဲ့အပြင်ပုံကြီးကျောင်းတွေမှာလည်းစုပြီးနေနေကြရပြီးစံစီ အမိုးအကာအနှွေးတွေနဲ့ကျမကြီးဆောင်ဆောင်မှုတွေလည်းလိုအပ်နေတယ်လို့ဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့တာဝန်ရှိသူကပြောပါတယ်အဆိုပါအင်အား300ကျော်ပါစစ်ကြောင်း3ယောက်ဟာဖြန့်ခွက်ပြီးနိုဝင်ဘာ4ရက်ကစတင်ကဝက်လက်မြို့နယ်ရှိ ရွာသားကြီးတတအူးထုံးမူမတာကုံရွာတော်ကုံ မူကြီးဆိုင်ကလေးစတဲ့ခြေရွာတွေကိုဝင်ရောက်ပြီးလူနေအိမ်တွေကိုပါမီးရှို့ပျက်စီးသလိုနိုဝင်ဘာ၁၀ရက်ဒီကနေ့မှာတော့လာတော်ခြေရွာကိုဝင်ရောက်တဆဲထားတယ်လို့ကြည်ရပါတယ်စစ်ကြောင်းကြောင့်ဝက်လန်မြို့နယ်နောက်ချမ်းရှိရွာသားကြီးထုံးဘူတတဦးနှမ်းကြီးကုံရွှေတာရင်းမတော်ကုတ်ကိုစုငပြောတော်တကောင်းတော်ကတူ ဥတေကုံအုပ်ဖို့ကုံကြီးကန်တော်ရွာမြောက်ရွာတမကုံရွာတော်ကုံလာတော်လေဦးကြီးကုံစတဲ့ခြေရွာတွေကဒေသခံတွေတင်းရှောင်နေကြရတာပါ ောက်ဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့တော်လိုင်းတက်တွေစုမှုထားတဲ့ဗမောက်နယ်အင်းတော်မှာညမထက်ရအမိန်ထုတ်ပြန်ထားတဲ့သတင်းမှာစကိုင်းတိုင်းဗမောက်မြို့နယ်နဲ့အင်းတော်မြို့နယ်ရှိတော်လိုင်းတက်တွေစုမှုထားတဲ့နေရာတွေမှာတက်ဆိုင်ရာတော်လိုင်းတက်ဖွဲ့တွေကညမထက်ရအမိန်ထုတ်ပြန်လိုက်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG တက်တွေထိန်းချုပ်မှုအတွင်းရှိတဲ့ဗမောက်မြို့ပေါ်နယ်ခြေရွာတွေကိုညဖိုးနိုင်ကနေမနက်၅နာရီအကြာအပြင်ထွက်သွားလာတာတွေလုံးဝမပြုလို့ကြဖို့ကိုရကန်တမ်းမရှိပေးပြန်လိုက်ကြောင်းအမတ်တစ်စစ်တီသားကတခရယအမတ်လေးတရင်က နိုဝင်ဘာ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ရမ်ထရရအမိန်ကတခိုးရဲ့နေရည်နဲ့စစ်စင်ရေးကောင်းကောင်းလုပ်နိုင်မှုအခုလိုထုတ်ပြန်ခဲ့တာလို့ဗမောင်မျိုးနယ်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ဒီအမိန်ကိုဒေသခံတွေပူးပေါင်းလိုက်နာပေးကြဖို့နဲ့လိုက်နာမှုမရှိရင်ထိရောက်စွာအရေးယူမှာဖြစ်ပြီးအရေးပေါ်ကျန်းမာရေးကိစ္စတွေရှိလာပါကတက်ဆိုင်ရာအချုပ်ရေးမှုတွေစီအကြောင်းကြားသွားလာနိုင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ဗမောင်မျိုးအနောက်ချမ်းဇလုံးလန်ကိုသွားတဲ့လမ်းမမှာတရှိပြီးမြို့နယ်သုံးမိုင်ခန့်ကွာဝေးတဲ့နတ်တလာကျောင်းနဲ့နားရက်ကကြေးရွာဖရာခုံးတို့မှာ စစ်ကောင်မရှင်တဲ့ SNL တပ်တို့ကအင်အား900ခန့်နဲ့တဆွဲပြီးမြို့ပေါ်ကိုထိုးပေါက်နိုင်မှုကိုလည်းနိုင်စင်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့အထက်ပါတပ်ဖွဲ့ဝင်ကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ15ရက်ကစတင်ခဲ့တဲ့မြို့သိမ်းတိုက်ပွဲအတွင်း NUG ပူးပေါင်းတပ်တွေသိမ်းပိုက်ရရှိခဲ့တဲ့ဗမောင်းမြို့အနောက်ချမ်းရှိနတ်တာကကျောင်းနဲ့နာရက်ကဆက်တော်အလေရွာတခွတ်တာခိုနန်းစတဲ့ကြေးရွာတွေကိုပြီးခဲ့တဲ့အော်တိုဘာဒုတိယအပတ်မှာ SNL နဲ့စစ်ကောင်မရှင်ပူးပေါင်းတပ်ကပြန်လည်သိမ်းပိုက်လိုက်တာပါ။အလားတူ အင်းတော်မျိုးပေါ်နဲ့ခြေရွာတွေမှာလဲခိုးမှုလူရက်မှုမူရင်းရံငါမှုတွေကိုပုံရိပ်ခုပြီးအသုံးချလှုပ်ရှားတာတွေရှိလာတဲ့အတွက်ည7:00နာရီကနေမနက်4:00နာရီကြားထိဒေသခံတွေဖြတ်တန်းသွားလာတာမလို့ဟုနိုဝင်ဘာ10ရက်မှာတတခရရန်အမန်နစ်တရင်ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အထက်ပိုင်းငဇက်မြင်းကြီးမှတည်ရှိတဲ့အင်းတော်မျိုးကိုပြီးခဲ့တဲ့ဧပြီလ9ရက်ညအုပ်ပိုင်းမှာ KIA နဲ့ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။နီလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့ မီလတ်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲ မှတင်ဆက်ပေးနေတာဖြစ်ပြီးမီလတ်တန်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။